ီချေကရမ်းနာမည်ကြီးတော့ကွာအမရှင်မဟုတ်ကဲ့အမရဲ့နာမည်လေးနဲ့လေအမကလေးလေးတရားနာမည်လေးနဲ့လည်းမိတ်ဆက်ပါအောင်ရှင် ါမှနမေကဒေါ်နီချီဝင်းခေါ်တော့နော်အမီလေးကအိမ်မူခင်ကျောင်းကဒီချဲတွေပေးရနမေကျတော့မီယာပေါ့နော်မီယာလေးရဲ့မိမိပေါ့ဟုတ်ကဲ့မီယာလေးရဲ့မိမိရှင်မီယာလေးကလေဒီမှာပေါ့နော်ဟိုတက်ရောက်နေတာဘယ်လောက်လောက်ရှိပြီလဲရှင်အော်တက်တက်တာနှစ်နှစ်ကျော်ပြီနှစ်နှစ်ကျော်ပြီနော်ဟုတ်ကဲ့အော်မီယာလေးကိုပေါ့နော်မိမိဒီကျောင်းမထားခင်မှာဟိုဒီကျောင်းကိုဘယ်လိုသိရှိခဲ့တာနဲ့ဘာကြောင့်ထားရွေးချယ်ပြီးထားဖြစ်ခဲ့တယ်ဆိုတော့ပြောပြပါမယ်ရှင်အော်တိတ်တာကြတော့လူ ဟိုအရင်ကတည်းကလေဒီချေအရန်နမဲကြီးတော့ကွအစောရင်မိစာတင်တဲ့ခါကျတော့လေရန်တော်တယ်ဆိုပြီးတော့ကွနမဲကိုယ်ကကြားဘူးတော့ပါနော်ကြားဘူးတော့နောက်ပိုင်းကျမှဒီချေကလည်းမူချိုဖွေတယ်ပေါ့နော်မူချိုဖွေတဲ့ခါကျကွရန်ထားချင်းကိုယ်ကလေးကရန်ငယ်တော့ကွပမာနှစ်မှကိုမတက်လိုက်ရဘူးဒုတိယနှစ်မှတက်လိုက်တော့ပေါ့နော်အဲကန်နေစာတည်တယ်အခုမိရလေးကိုလေအမအကြောင်းထားပြီးတော့ကလေးမှာပေါ့နော်ဘာတွေတိုးတက်ပြောင်းလဲလာမှုတွေရှိလဲအမမြင်ရလဲရှင်ပြောင်းလဲလာမှုကအရင်ကြီးပဲနော်ပြောပြရင်အများကြီးပဲ ဒါမဲ့အခုရင်ပြောပြချင်မသူကလေမနေ့စာဆိုထမင်းစာပြီးတာနဲ့ဆိုမိမိရေးတဲ့အာဒီနေ့ရတယ်ကြောင်းလားဗောနော်တင်တန်းလားလို့သူကမေးတယ်ဗောနော်တကယ်လို့ကြောင်းသမီးရဲ့ကြောင်းသွားမယ်ဆိုရင်သူကကြောင်းသွားမယ်ဆိုအင်ဂျီကိုတထဲထဲရောရောထဲတယ်တကယ်လို့သမီးရဲ့တင်တန်းဆိုရင်သူကစာအုပ်တွေတင်တန်းစာအုပ်တွေသူအရန်ထဲဘာဖြစ်ဆိုသူကလေကြောင်းသွားရတာရန်ပျော်တယ်အရန်ပျော်ပြီးတော့လူကြောင်းရောက်ရင်သူဒီချဲ့တွေသူမြင်ရအရန်သူကပျော်တယ်ဒီကြည်မျိုးတယ်အရန်ဘယ်လိုပြောမလဲကွာ အာကြောင်ရောက်တယ်နဲ့သူတွက်ဟိုဘယ်လိုပြောမလဲအာပျော်ရွှင်မှုတွေရှိတယ်ပေါ့ကွအဲအဲ့ဒါမျိုးဟုတ်ကဲ့ဟိုအဲ့ဆိုရင်ပေါ့နော်ဟာဟိုဒီကြောင်မှာပေါ့နော်တင်ပေးတဲ့တစ်ချက်တွေရဲ့တင်ကြားမှုနဲ့ပတ်သက်ပြီးတော့နော်အမရဲ့ချင်မြင်ချက်လေးလည်းပြောပေးပါအောင်ရှင်အာတင်ကြားပေးတဲ့ကြောင်မှုတွေကြတော့ဟိုကဟိုဒီဝင်တင်ရတာမဟုတ်တဲ့တော့ကြောင်ဟိုကြောင်အိမ်မှာဖတ်နေတဲ့ဟာတွေရဲ့နောက်ပြီးတော့သူပြန်ပြောတဲ့ဟာတွေနဲ့ဆိုရင်ကြည့်ရရင်တော့တော်တော်လေးဟိုဘယ်လဲ အာအရန်မြင့်မာတဲ့ပုံစံမျိုးနောက်ပြီးသူကအရန်တရားနဲ့တရားတို့လေးစားမှုရှိလာတော့ကွာကိုကသူခုခုဖြစ်မယ်ဆိုရင်သမီးစင်ပြေလားလို့မေးချင်လိုက်တယ်ရတယ်မေမေရတယ်အပြောဆိုတော့မေသမီးစင်ပြေတယ်မေမေရောက်စင်ပြေလားလို့ပြန်မေးတတ်တော့ကွာအရန်တပီတိပြည့်နေတယ်ညားတွေကြတော့လေးတကယ်တကယ်နောက်ကြောင်းမှထားခဲ့တဲ့လျှောက်မှာပေါ့နော်ဟုတ်သမီးလေးရဲ့တိုးတက်မှုတွေတော့အမသဘောကျဆုံးအချက်လေးတစ်ချက်လေးပြောပြပါဦးအာသဘောကျဆုံးဆိုရင်သူကပြန်လာရင်သူ လဲစိုးတယ်ဆိုပေမဲ့စိုးတယ်ဆိုပေမဲ့သူကလိန်ပါတဲ့ထဲပါတယ်ဟုတ်ကဲ့ကိုကပြောပြရင်ပြောတစ်ခုပြောမယ်ဆိုရင်ကွာအာသူကလက်ခံပေးတယ်ကွာကြားမှာကြတော့သူလက်ခံတင်ယူမှုတွေရှိရတာပေါ့နော်ဒါမျိုးဒါမျိုးလောက်ဆိုဒီချက်လေးတင်ပေးတဲ့ဖြစ်မဲ့ဒါအိမ်မှာဆိုရင်ကွာကိုကမရဘူးနော်မလောက်ရဘူးနော်ဆိုရင်မလောက်ရဘူးဆိုတာသူသိလာတယ်ကွာကိုကအရင်ကြိုက်တယ်အရင်သဘောကျတယ်ဒီဟာတွေတော့ပြဆိုတော့သူကအစ်တာတွေကသိုးသက်ပြောင်းလဲလာတယ်လေတကယ်လို့ကိုအိမ်မှာတင်ယူမယ်ဆိုရတယ်မရနိုင်ဘူးလေဟုတ်ကဲ့ပါပါဟုတ်ကဲ့ဟိုကအများနဲ့ဆိုဟုတ်တယ်ဟုတ်တယ်ဟိုကပေါ့နော် ခုပေါ့နော်မိယာလေးကတော့ pre kg ပြီးသွားပြီပေါ့နော်အခုအဲ့လိုပဲမိယာလေးလိုပဲဒီ teacher up school မှာ nursery တွေ pre kg တွေပေါ့နော်ကလေးလေးတွေလည်းထားဖို့ရည်ရွယ်ထားတူတူမျိုးတွေလည်းပတ်ရောအမ Facebook ခေါ်စတာလေးလည်းပြောပြပါမယ်နော်အဲ့လိုပြောမယ်ဆိုတော့တကယ်လို့နောင်သားမရချင်ဘူးဆိုရင်ထားစေချင်တယ်အဖေဆိုတော့နောင်သားမရဟိုအတွက်ကိုကတာဝန်ယူရကွာအဖေဆိုတော့ထားပြီးရင်ကလေးတွေကလည်းရမ်းထူးချွန်လာတယ်နောက်ပြီးတော့ဒီစကားပြောတဲ့ခါကျရင်လည်းအင်္ဂလိပ်စာနည်းနည်းနဲ့ချင်းစီပါလာတယ်ကလေးတွေကြတော့ကွာအခုကြတော့အင်္ဂလိပ် အင်္ဂလိပ်ဘာသာကအရင်ကြီးခေတ်စားလာတဲ့ခါကျတော့လေအော်သူကနည်းနည်းပါပြောတချို့ဟာတွေဆိုရင်ဗမာစကားနဲ့မွန်စကားတော့ဒီနားမလဲအင်္ဂလိပ်လိုညှက်ပြောတော့ကွာအဲဆိုတော့ဒီလထာတိတယ်ပေါ့နော်ဒါမဲ့အာထားဆန်းကျင်းမှာတိတ်မယ်ပဲဆိုတော့ထားဆန်းကျင်းရင်မမေလိုပဲရန်ကျင်နေတော့ကျင်းနှံ့မှုတွေအများကြီးရလိုက်မယ်ဟုတ်ကဲ့ပါပါတိတ်ဆုံးနေတယ်လေနော်ဒီတီချက် UP စုတော့ပေါ့နော်အမတ်တရားစကားလေးလည်းပြောပြပါအောင်ရှင်အမတ်တရားစကားပြောမယ်ဆိုကွာလေတကယ်လို့ကလေးထမွေးရမယ်ဆိုရင် အာဒီချက်ယူရီမှာပဲထားချင်းတယ်။ရဲလို့ကွာထပ်မမွေးဖြစ်ဘူးဆိုကို့မြည်တယ်မြည်တယ်ထိချက်ယူရီမှာပဲထားမယ်။ခလေးတွေပျော်တဲ့တော့ကြောင်မူမေလည်းရဲပျော်တယ်။အဲ့ဒါပဲမတရားရှိပြတခြားဟာတွေကြတော့ပျော်လို့မတတ်တော့ဘူး။ဟုတ်ကဲ့ပါ။ဒီလိုဖြေချပေးတဲ့ကျေးဇူးများတယ်ပါတော့။ချက်ယူရီလည်းကျေးဇူးတင်ပါတယ်။